အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USJ News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးမယ့်သတင်းကတော့ကိုလံဘီယာတက္ကသိုလ်မှာဆန္ဒပြကြဖို့အတိအကျအစီအစဉ်ထားပေမဲ့ကျောင်းသူကျောင်းသားတွေဟာပျော်ရွှင်စွာကျောင်းတက်ပြီးငြိမ်းချမ်းစွာနေနေကြတာကိုတွေ့ရပါတယ်ဆိုတဲ့သတင်းမျက်ဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ NBC သတင်းက ဧပြီလ24 2025မှာတင်ဆက်သွားတာကတော့ပြီးခဲ့တဲ့2024ခုနှစ်ရေဦးကာလမှာစပြီးကိုလံဘီယာတက္ကသိုလ်မှကျောင်းသူကျောင်းသားတစုဟာစုဝေးပြီးကိုလံဘီယာတက္ကသိုလ်ကျောင်းဝင်းထဲမှာနေရာယူကြကာယာယီတဲတွေထိုးကြပြီးအစ္စရေးနဲ့ပါလက်စတိုင်းစစ်ပွဲဆန့်ကျင်တာတွေဂါဇာကဟာမတ်တောင်းကျမ်းသူတွေကိုကာကွယ်ဖို့တွေစသဖြင့်အရှိလေပိုင်းကိစ္စကိုဆန္ဒပြကြပါတယ်အဲ့ဒီလိုနှစ်ပတ်လည်အဖြစ် ြီးခဲ့တဲ့မိနစ်ကြာသပတေးနေ့ဧပြီလ24 2025မှာနှစ်မိနစ်ကလိုကြောင်းဝင်းထဲမှာစုယုံဆန္ဒပြကြဖို့ဆိုပြီးစီစဉ်ခဲ့ပေမဲ့ထင်သလိုဖြစ်မလာပဲဆန္ဒပြသူတယောက်မှမရှိပဲပုံမှန်ကြောင်းနေလာတက်ကြပြီးကြောင်းဝင်းအတွင်းမှာပျော်ရှင်စွာအနာယူသွားလာနေကြတာတွေပဲတွေ့ရကြောင်း NBC News ကကြေညာသွားပါတယ်ဆက်လက်ပြီး NBC သတင်းဌာနကဗုဒ္ဓဟူးနေ့ ဧပြီလ23 2025နေ့ကလည်းနောက်တည့်ရက်ကြာသာပတေးနေ့လယ်မှာနယူးယောက်မြို့ကအဲ့ဒီတက္ကသိုလ်ရဲ့ကျောင်းဝင်းထဲမှာပါလက်စတိုင်းကိုထောက်ခံတဲ့ကျောင်းသူကျောင်းသားတွေစုပေါင်းပြီးယာယီတဲတွေထိုးကာဆန္ဒပြကြဖို့ အတီလင်းကြေညာထားပါတယ်။အဲ့ဒီလိုဖြစ်ခဲ့ရင်တော့အမေရိကရဲ့ဖက်ဒရယ်အစိုးရရဲ့၎င်းရဲ့ကျောင်းသားများကြားလာပေါင်းတော်တော်ကြာအောင်လွန်ဆွဲနေတဲ့နေရာ ဖြစ်ခဲ့တဲ့ကိုလံဘီယာတက္ကသိုလ်ရဲ့ကျောင်းဝင်းထဲမှာထပ်မံဖြစ်လာဖို့ အစီအစဉ်ရှိခဲ့တယ်ဆိုတာပါပဲအဲ့ဒီလိုဆန္ဒပြကြတဲ့တောင်းသားတအုပ်ဟာပြီးခဲ့တဲ့2024နှစ်တုန်းကလည်းကျောင်းဝင်းထဲမှာရှိတဲ့အဆောက်အဦတစ်ခုကိုတင်ပိုက်ပြီးဆန္ဒပြခဲ့ကြပြီးတော့အခုနှစ်မှာလည်းမနစ်ကနီးတူအဆောက်အဦတစ်ခုကိုတင်ပိုက်ယာယီတဲတွေထိုးပြီးပါလက်စတိုင်းကို ထောက်ခံဆန္ဒပြဖို့ရှိပေမဲ့တမရဒေါ်နယ်ထရမ့်အဆိုရရဲ့ကျောင်းဝင်းအတွင်းကိုယ်ွယ်ယုံကြည်မှုစန့်ကျင်ရေးမူဝါဒ စန္ဒပြမှုများကိုပြတ်မှတ်ထားကပြက်ပြက်သားသားဂင်တွဲဖြည့်ရှင်းအေးအေးယူမှုတွေတကယ်လုံးလိုက်တဲ့အတွက်စန္ဒပြမှုတွေမဖြစ်ခဲ့ဘူးလို့ကျောင်းသားအချို့ကသတင်းထောက်များကိုပြောပါတယ်အမေမသိရတဲ့လူတချို့ခေါင်းဆောင်ပြီးတော့လဲနယူးယောက်ကဘရုတ်လင်းရပ်ကွက်မှာလူအယောက်100လောက်နဲ့စုယုံပြီးပြီးခဲ့တဲ့အင်္ဂါနေ့ဧပြီ22 2025မှာစာနာပြကြပြီးဂျာတာပရီနေမှာတော့ကိုလံဘီယာကျောင်းဝင်းထဲမှာအပြင်းထန်ဆုံး ဒေါ်နယ်ထရန့်အစိုးရကိုဆန့်ကျင်ကြမည်ဟုစုဝေးတိုင်ပင်ခဲ့ကြပါတယ်ဒါပေမဲ့လည်းပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ဆန္ဒပြမှုတွေဖြစ်လာမဲ့အစားအခုနေဦးပေါက်ဂျာဒီရဲ့ပထမဆုံးသဘာဝတရားကြီးရဲ့နှွေထွေးမှုများနဲ့အတူတဲ့နယူးယောက်စီးတီးရဲ့နေတာပြီးနှွေထွေးတဲ့အဲ့ဒီကြာသပတေးနေ့မှာတော့ကျောင်းဝင်းထဲမှာကျောင်းသူကျောင်းသားတွေဟာပျော်ရွှင်စွာဖြတ်တန်းသွားလာနေကြပြီးဒါဇင်ပေါင်းများစွာသောကျောင်းသူကျောင်းသားတွေဟာကျောင်းဝင်းတွေရဲ့ မြက်ခင်းပြင်တွေပေါ်မှာကန်းကြီသုံးထားဝါတွေဖြန့်ခင်းကနေရောင်အောက်မှာဆော့ကစားနေကြခြင်းဓာတ်ပုံများအမှတ်တရရိုက်နေကြခြင်းရန်ကြီးရက်ဝဲမှာမိတ်မိတ်ဆွေတင်ငယ်ချင်းမိဘများနဲ့ဗီဒီယိုခေါ်တွေခေါ်ပြီးစကားတွေပြောကြတာကိုပျော်ရှင်စွာကြောက်တက်နေကြတာကိုတွေ့ခဲ့ကြရပါတယ်။တချို့တွေကတော့လည်းဘယ်နေ့မှအဲ့ဒီဆန္ဒပြမှုတွေကြောင်းဝင်းတဲ့ကိုယူဆောင်လာကြအောင်မလဲလို့အထိတ်တလန့်ရှိနေသူတွေလည်းရှိနေကြပါတယ်။ ကျောင်းဝင်းအပြင်မှာရှိတဲ့ Broadway လမ်းမကြီးမှာတော့ NYPD ပလိတ်အဖွဲ့ကကြိုတင်နေရာယူထားတာရှိပေမဲ့ချင်းသူတို့ဆန္ဒပြမှုတွေတခုမှမရှိလာတဲ့အတွက်နေ့လယ်2နာရီလောက်မှာတော့အားလုံးပြန်သွားခဲ့ကြပါတယ်။အရောက်ဝင်းနဲ့လုံခြုံရေးအဖွဲ့တွေလည်းရှိခဲ့ကြောင်းသိရပါတယ်။ NBC သတင်းဌာနနဲ့ကိုလံဘီယာတက္ကသိုလ်မှာတက်တနိကဗေဒပညာကိုပွဲလွန်ကျောင်းတက်နေတဲ့ကျောင်းသားအသက်28နှစ်အရွယ် Donovan Cole ကတော့ ဇာနာပြလို့တဲ့ကျောင်းသားကျောင်းသူအုပ်စုဟာပြီးခဲ့တဲ့2024လုံးဝလို့မဟုတ်ဘဲဒီနှစ်မှာတော့စိတ်တွေပြောင်းလဲသွားပုံရကြောင်းမိနစ်ကဆိုရင်ဇာနာပြတဲ့ကျောင်းသားတွေနဲ့အမေရိကန်အစိုးရကြားမှာစန့်ကျင်ဘက်ဆက်ဆံရေးတစ်ခုရှိနေခဲ့ပြီးဒါဟာလည်းယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ငင်းခုန်မှုတစ်ခုဖြစ်ကြောင်းဒီနေ့မှာတော့ចောင်းသူចောင်းသားတွေဟာအဲ့ဒီလိုမဟုတ်တော့တဲ့ခံစားချက်မျိုးတွေရှိလာတာတွေ့ရပြီးတော့អော်ဟစ်សាណាပြမှုတွေကိုផលထုတ်မဲ့အစား နိုင်ငံရေးဟာအန္တရာယ်များပြားများပြားလွန်းလာတာကြောင့်ចောင်းဆက်ဘက်ကသာဥတီသွားတာလို့ချင်းမြင်ယူဆရကြောင်းအဲ့ဒီចောင်းသားကသတင်းတွေကိုသူ့အမည်ကိုပြောပြပါတယ်။ပြီးခဲ့တဲ့လမှာတော့တမရထရန့်ရဲ့အစိုးရဟာနိုင်ငံရဲ့ဂုံတိတ်ခါရှိတဲ့နာမည်ကြီးတက္ကသိုလ်အများပြားမှာအစိုးရထောက်ပံ့ခြင်းငွေတွေကိုရပ်ဆိုင်းပစ်လိုက်ပြီးတော့ចောင်းရဲ့စည်းကမ်းများအုတ်ချုပ်မှုရန်ရာစနစ်များကိုလည်းတိသာထင်ရှားစွာပြောင်းလဲမှုများပြုလုပ်ခဲ့ကြောင်း ကြောင်တက်နေတဲ့ဂျူးလူမျိုးတွေကျောင်းသူကျောင်းသားတွေကိုအကြမ်းဖက်ကျောင်းသူကျောင်းသားတွေရဲ့ရံမှကျောင်းတွေအနေနဲ့ကာကွယ်ပေးသွားရန်တင်းကျပ်တဲ့စည်းကမ်းများချမှတ်ခဲ့ပါတယ်။ကိုလံဘီယာတက္ကသိုလ်ဟာဆိုရင်တော့ကျောင်းရဲ့အုပ်ချုပ်ရေးပိုင်းကိုအဓိကပြစ်မှတ်ထားတဲ့ပထမဆုံးတက္ကသိုလ်ဖြစ်ခဲ့ပြီးထိုတက္ကသိုလ်ရဲ့ကျောင်းသားကျောင်းသားအသစ်တွေကိုလက်ခံတဲ့လုပ်ငန်းစဉ်ကိုပြုပြင်ပြောင်းလဲရန်ဈာနေရေးမူဝါဒနဲ့လုံခြုံရေးအရာရှိ၃ဒါဇင်လောက် ထပ်မံခန့်အပ်ခြင်းအပါအဝင်အစိုးရရဲ့တောင်းဆိုချက်အများအပြားကိုပါ၎င်းတက္ကသိုလ်မှလိုက်နာခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ကတော့အင်ဖြူရောမှာဗုဒ္ဓဟူးနေ့ကအမေရိကအနေနဲ့နိုင်ငံခြားတိုင်းပြည်မှာ တက္ကသိုလ်တွေအပေါ်ငွေကြေးထောက်ပံ့ကူညီမှုတွေအပေါ်ပုံမိုတင်းကျပ်သွားမည်ဖြစ်ကြောင်းလက်မှတ်ထိုးပြီးရတရားဝင်ကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်သက်ရက်သက်တပတ်တွေမှာလည်း ICE အဖွဲ့ကကိုလံပြည်ရဲ့တက္ကသိုလ်မှပါလက်စတိုင်းထောက်ခံသူ အကြမ်းဖက်ကြောင်းသားခေါင်းဆောင်၃ဦးကိုလည်းဖမ်းဆီးပြီးတော့မူရင်းနိုင်ငံတွေကိုပြည်내တန်ပေးခဲ့ကြောင်းသိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီတော့ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permise USA News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ။ So please take care of yourself and each other. Bye bye.